โอเคအားလုံးပဲမင်္ဂလာပါကောင်းတောင်ကြီးတိတော့ channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျအဲကျွန်တော်ကတော့ဒီနေ့စဉ်နေ့တိုင်းထူထအကျိုးပြုပကနဲ့ရက်တည်ပြီးတော့အနည်းဆက်ဆုံးနဲ့ကြီးအောင်နိုင်ဆုံးပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေတကွာတင်ဆက်ပေးနေဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးကိုလိုက်အောင် follow လေးနဲ့တာပေးလို့ရပါတယ်เนาะโอเคဒီနေ့ညမှာဆိုရင်ကျွန်တော်ပွဲချုပ်တုံးတက် channel မပြောခင်မှာအဲဒီနိုင်ငံတကာပွဲစဉ်တွေပြီးဆုံးသွားပြီးတော့ ဒီလီပွဲစဉ်တွေပြန်မစတင်ခင်မှာကျွန်တော်ဂျာပွဲတွေမှာဆိုရင်ပွဲစဉ်လေးမရှိတဲ့အတွက်ကျွန်တော်ရှိတဲ့ပွဲစဉ်လေးတွေကိုကျွန်တော်အကောင်းဆုံးရွေးထုတ်ပေးတယ်။ UEFA မင်္ဂလိချန်ပီယံလီပွဲစဉ်လေးတွေကိုကျွန်တော်ဒီနေ့စဉ်နေ့တိုင်းရွေးချယ်ပေးတယ်။ UEFA ချန်ပီယံလီပွဲစဉ်မင်္ဂလိချန်ပီယံလီပွဲစဉ်တွေမှာဆိုရင်ကျွန်တော်ဒီ VIP တပွဲကောင်းတဲ့ Free Mount တွေ၃သင်းအနေနဲ့ဆိုပြီးကျွန်တော်နေ့တိုင်းရွေးချယ်ပေးတယ်။အနည်းစလုံးမှာဆိုရင်လည်းကျွန်တော်ရလကောင်းတွေထွက်ပေါ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော် Telegram Channel လေးကို join ရညီကိုတွေဆိုရင်ရကြမယ်လို့ကျွန်တော်ကမြင်မိတယ်။ဒါကြောင့်မလို့အဲကျွန်တော် Telegram Channel လေးကိုမ join ရတဲ့ညီကိုတွေချင်းကျွန်တော် Telegram လေးကို join ထားပြီးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်နော်။ဒီနေ့ညမှာဆိုရင်တော့ဒီလီပွဲစဉ် ပြန်လဲစတင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလီဝက်စင်တွေကများများဆဆတော့မဆတင်နေပဲနဲ့ဒီဂျာမနီလီကဂျာမနီဘွန်နယ်လီကတပွဲနဲ့ပြင်သစ်လီကူးမှာတပွဲနဲ့ဒီစပိန်လာလီကာမှာတပွဲဆိုပြီးတော့ဒီနေ့ညမှာဆိုရင်တော့လီဝက်စင်၃ပွဲပြန်လဲစတင်လာတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျအဲ့ဒီ၃ပွဲထဲမှာဆိုရင်ကျွန်တော်ကဒီဂျာမနီဘွန်နယ်လီကာမှာရှိတဲ့ဒီအနည်းဆက်ဆုံးနဲ့ကြီးအောင်အောင်ဆုံးပွဲစဉ်တပွဲဖြစ်တဲ့ဒီ main နဲ့ hot point တို့ရဲ့ပွဲစဉ်လို့ကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျအဲ့ဒီနဲ့ဒီ main ရဆိုရင်ဒီဂျာမနီဘွန်နယ်လီကာမှာအဲဆယ်ပွဲရှင်မြိုင်ကစားထားပြီးတပွဲနိုင်နှစ်ပွဲတည်းရခဏပွဲရှုံးဆိုတဲ့ရလက်နဲ့ရမှတ် ၅မှတ်ရရှိကအဆင့်၁၈နေရာမှာရက်တည်နေတဲ့တင်တင်ဖြစ်တယ်ဒီအဝေးခွင့်ပြတဲ့ဟော့ပန်ဟေကတော့ဒီဂျာမနီဘွန်ဒက်လီဂါအမှတ်ပေးစရာမှာ၁၀ပွဲရှင်းမဲ့ကစားတာပြီး၆ပွဲနိုင်၂ပွဲတည့်ရ အဲနှစ်ပွဲရှုံးဆိုတဲ့ရလက်နဲ့ရမတ်16မတ်ရရှိကဒီအဆင့်6နေရာမှာယက်တိနေတဲ့တင်းတင်းဖြစ်တဲ့ဒီနေ့ညပွဲစုံတဲ့ပွဲမှာဆိုရင်ကျွန်တော်ကတော့ဒီပထမဆုံးအနေနဲ့ကျွန်တော်ကြီးကိုပြောချင်တယ်ဗျအဲဒီနေ့တင်းထက်ဒီအဆင့်16နဲ့အဆင့်6တဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာဆိုရင်ဒီမနက်ခင်းပေါက်ကြီးမှာဆိုရင်ဒီနေ့တင်းရဆိုရင် body ဒဲကြီးနဲ့ဂိုးပေါင်းစေး၃လုံးတည်းဆိုတဲ့ကြီးမျိုးဖွင့်လာတာကိုကျွန်တော်တွေ့မြင်ရတယ်ဒီညနေခင်းလောလောလတ်လတ်ပေါက်ကြီးကိုတွားကြည့်လိုက်တဲ့အချိန်မှာဆိုရင်ဒီဒီအဆင့်16နေရာကမင်းအားဒီ level 30ရှုံးဆိုတဲ့ခြေမျိုးဖွင့်လာတယ်ဒီဂိုးပေါင်းစေးအနေနဲ့၃လုံးပြား30ရှုံးဆိုတဲ့ ကျေးမျိုးဖွင့်လာတာဖြစ်တဲ့ကိုပေါင်းဆေးတွေကတော့နည်းနည်းကျလာပြီးတော့ဒီအင်ရှင် body ဆေးကတော့နည်းနည်းပြင်းလာတော့ကျွန်တော်တွေ့မြင်တယ်ဗျ။ဘာကြောင့် body ဆေးတွေပြင်းလာလဲဆိုတာကျွန်တော်အောက်မှာဆက်ပြီးရှင်းပြပါမယ်နော်။ဒီအင်ရှင် mate တင်းရဲ့သူ့ရဲ့အိမ်ခွင်မှာနောက်ဆုံးရှင်းမဲ့ခဲ့တဲ့လီပေါင်းဆောင်နောက်ဆုံးရှင်းမဲ့ခဲ့တဲ့သူ့ရဲ့အိမ်ခွင်ငါးဘောသွားချစ်လိုက်တဲ့ချိန်မှာဆိုနှစ်ပွဲနိုင်တပွဲတည်းနှစ်ပွဲရှုံးဆိုတဲ့ရလည်းမျိုးထုတ်ပေါ်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်။အဲသူဒီနောက်ဆုံးရှင်းမဲ့ခဲ့တဲ့ငါးဘောမှာဆိုရင်ဒီ UFA Europa League ပွဲစဉ်မှာဆိုရင်နှစ်ပွဲစလုံးကိုသူ့ရဲ့အိမ်ခွင်မှာရှင်းမဲ့ခဲ့တဲ့ UFA Europa League ပွဲစဉ်နှစ်ပွဲစလုံးကိုသူကအနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်။ ဒီဂျာမနီဘွန်ဒက်လီဂါမှာဆိုရင်တော့တပွဲနိုင်နှစ်ပွဲရှုံးဆိုတဲ့ရလမျိုးထွက်ပေါ်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။အဲဒီနောက်ဆုံးသူ့ရဲ့အိမ်ကွေးမှာရှင်မခဲတဲ့၅ဘွဲ့မှာဆိုရင်သူတို့ရဲ့တိုက်စစ်ကဒီ၈ဂိုးတိတွင်းပြီးတော့ခန်းစစ်က၇ဂိုးတိဒီဂိုးတွေပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။တိုက်စစ်အကောင်ပြီးတော့ဒီခန်းစစ်ကတော့အနေငယ်အနေချက်တွေရှိနေတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။ ဒီအဝေးကွင်းဖြစ်တဲ့ဟော့ဖန်ရဲ့ဒီနောက်ဆုံးသူ့ရဲ့အဝေးကွင်းသွားရှင်ပိုင်ခဲ့တဲ့နောက်ဆုံး၅ဘောသွားရှင်လိုက်တဲ့အချိန်မှာသူ့ရဲ့နောက်ဆုံးအဝေးကွင်းသွားရှင်ပိုင်ခဲ့တဲ့၅ဘောမှာသူက၄ဘောတိတိအနိုင်ရရှိပြီးတပွဲတိုင်တွေချထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျအဲ့ဒီနောက်ဆုံးရှင်ပိုင်ခဲ့တဲ့၅ဘောမှာဆိုရင်သူရဲ့တိုက်စစ်က73ဂိုးတွေတွင်းပြီးတော့ခန်းစစ်က69တိတိဂိုးတွေပေးထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်အတိုက်စစ်အားတော်တော်လေးကောင်းပြီးတော့ဒီခန်းစစ်ကလည်းတော့ခန်းစစ်ကတော့အနေငယ်အားရချက်တွေရှိနေတယ်တိတိလေးကျွန်တော်ကမြင်မိတယ်ဗျအဲ့ဒီလိုအဝေးကွင်းသွားရောက်ရှင်ပိုင်ခဲ့တဲ့နောက်ဆုံး၅ဘောမှာဆိုရင်၄ဘောတိအနိုင်ရပြီးတပွဲတည်းကြထားတဲ့ဒီ ်အဝေးကူပြတဲ့ဟော့ဖိုင်အတင်းကိုဒီအင်ရှင်မိတ်အဆင့်၁၈နေရာကအင်ရှင်မိတ်အတင်းကအဲဘော်ဒီဇီးတက်လာတယ်ဆိုတော့အဲဘာဖြစ်လို့ဘော်ဒီဇီးတက်လာတာလဲဆိုတာကိုကျွန်တော်ဒီသူတို့နဲ့တင်းရဲ့ head to head found ကိုကျွန်တော်တွားကြည့်လိုက်တယ်သူရဲ့နဲ့တင်း head to head found ကိုတွားကြည့်လိုက်တဲ့အချိန်မှာနောက်ဆုံး head to head found ရှင်မှန်ကစားခဲ့တဲ့ငါးဘောကိုတွားကြည့်လိုက်တဲ့အချိန်မှာဒီအင်ရှင်မိတ်အတင်းကဒီ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ head to head ဒီနဲ့တင်းထိတဲ့တွေ့ဆုံခဲ့တဲ့နောက်ဆုံး၅ဘွဲ့မှာဆိုရင်၃ဘွဲ့အနိုင်၃ဘွဲ့တည်းရေ၃ဘွဲ့တလည်းရှုံးနေထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဗျသူရဲ့အိမ်ခွေးမှာရှင်ပိုင်ခဲ့တဲ့၃ဘွဲ့မှာဆိုရင်၃ဘွဲ့စလုံးကိုသူကဒီကိုပြပြတသားနဲ့အနိုင်ရရှိထားတာကိုကျွန်တော်တို့တွေ့မြင်ရတယ်ဒါကြောင့်မို့လို့ဒီအိမ်ခွေးအားတော်တော်ကောင်းတဲ့မိတ်အတင်းကိုဒီနေ့ညမှာဒီအဝေးခွင်းဖြစ်တဲ့ hopfenheim ကဒီလိုတော့ကြီးမပေးရတာလဲဆိုတာကိုကျွန်တော်ကဒီ head to head phone ကိုကြည့်ချင်းဖြစ် ဒီမိကအာကောင်းတယ်လို့မြင်မိတဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာ hop ဟင်ရချေးမဖွင့်ရတာလို့ကျွန်တော်ကမြင်မိဒီနှစ်တင်းစလုံးကတော့ခန်းစစ်အားနဲ့ချက်တွေရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဒီနေ့ညမှာဆိုရင်ဒီအပြက်လန် twin core တွေနဲ့ဂိုးများလိမ့်မယ်လို့လည်းကျွန်တော်ကမြင်မိတယ်ဗျ။ဘာကြောင့်လဲဆိုတော့ဒီအဝေးကွန်းတွားဆွမ်းဆောင်ခဲ့တဲ့ဒီအဝေးကွန်းပြတဲ့ဒီ hop ဟင်ရဒီအဝေးကွန်းတွားဆွမ်းဆောင်ခဲ့တဲ့ပွဲစဉ်နောက်ဆုံး၅ပွဲမှာဆိုရင်လည်းသူတို့တိုက်စစ်က73ကိုးတွေ twin ပြီးတော့ခန်းစစ်က6ကိုးတွေဂိုးပြန်ပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်။ဒီအဝေးကွန်း ဒီအင်ရှင်ဖြစ်တဲ့မိတ်တင်းရလဲဒီတိုက်စစ်က၈ခုထိဂိုးတွေပြီးတော့ခန်းစစ်က၇ခုထိဂိုးပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်တင်းစလုံးကတော့တိုက်စစ်အားကောင်းတဲ့ဆိုပေမဲ့ခန်းစစ်တွေကအနေချက်တွေဖြစ်နေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်ဒီအပြန်လန်တွင်ဂိုးတွေနဲ့ဂိုးများလိုက်မယ်လို့လည်းကျွန်တော်ကမြင်မိတယ်ဗျဒါကြောင့်မလို့ဒီနေ့ညမှာရှင်မဲကစားသွားမယ်ဒီမိတ်နဲ့ဟော့ဖိုင်တို့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ဒီ body ဈေးအနေနဲ့ကျွန်တော်အင်ရှင်မိတ် body ကိုရွေးချယ်ပြီးတော့ဂိုးပေါင်းဈေးအနေနဲ့ကတော့ကျွန်တော်ဂိုးပေါင်းအပေါ်ပဲရွေးချယ်ပေးထားပါတယ်ဗျနှစ်တင်းစလုံးကဂိုးတွေမယ်လို့မြင်မိတဲ့အတွက်ကြောင့်မလို့အဲဂိုးရလက်အနေနဲ့ကတော့ဒီ2122 အဲ3 2လောက်ဒီသွားမယ်လို့ကျွန်တော်ကမြင်မိတဲ့ပွဲစဉ်လေးဖြစ်တယ်ဗျာဒါကြောင့်မလို့ကျွန်တော်ရွေးချယ်မှုပွဲစဉ်လေးကိုချင်းမိတ်ဆွေတို့အတွေးတူတဲ့အကြိုက်တူဆိုရင်စော်ကစားလို့ရပါတယ်အတွေးမတွင်ဘက်ကနိုင်ပါတယ်အဲရလက်ကောင်းတွေရရှိပါသလိုလည်းကျွန်တော်စုမုံကောင်တောင်းပေးလိုက်ပါတယ်ဗျာ နောက်ဆုံးအချက်အနေနဲ့ကျွန်တော်ရဲ့ဒီ Telegram channel လေးကို join ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ video လေးကို comment မှာကျွန်တော် Telegram channel link လေးချပေးထားပါတယ်ဗျကျွန်တော် Telegram channel link လေးကို join ပြီးတော့ကျွန်တော် CRD free mount တွေတွေအတပွဲကောင်းလေးတွေကိုနေ့စဉ်နေ့တိုင်းအခမဲ့ရယူနိုင်ပါတယ်ဆိုတာပြောချင်ရင်လည်း video လေးကိုအဆုံးတက်ပတ်လိုက်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ video လေးကိုအဆုံးတကြီးရှုပေးကြရတဲ့ဒီညီကိုတူတူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျ